အဲ့တော့ပညာရှင် Howard Gardner ရဲ့ပညာရေးဆိုင်ရာလူရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်ပြီးတော့ဉာဏ်ရည်ဉာဏ်သွေးကိုပညာရှင် Howard Gardner က၉မျိုးတည်တည်ဖော်ထုတ်ထားတာကိုတွေ့ရှိရပါတယ်အဲ့တော့ပထမဦးဆုံးဉာဏ်ရည်ဉာဏ်သွေးကတော့ linguistic intelligence လို့ခေါ်ပါတယ်ရှင်။ linguistic intelligence ဆိုတာကဘာသာစကားစွမ်းရည်လို့ရေဘူးရဘာသာပြန်လို့ရပါတယ်။ ။လက်ရှိုင်းကြွာလေးလာမယ်ဆိုရင်တော့စကလုံးအတုံးလုံးအတုံးပြူနိုင်တဲ့စွမ်းရည်အရေးရောအပြောရော စာရပိုက်ကိုဖတ်ထားပြီးတော့ သူ့ရဲ့အတွေးအမြင်ကိုဖော်ပြနိုင်တဲ့စွမ်းရည်လို့ဆိုပါတယ်။အဲ့ဒီစွမ်းရည်ကနေစဉ်ဘဝမှာလူတွေအားလုံးအသုံးပြုနေကြပါတယ်။လူတိုင်းအတွက်လည်းလိုအပ်တယ်။လူတိုင်းလူတိုင်းကစကားပြောနိုင်ကြပါတယ်။ဒါပေမဲ့ထိရောက်တဲ့စကားအုံတုံးနဲ့စွဲဆောင်မှုရှိစွာပြောနိုင်စွမ်းတွေကတော့နည်းပါတယ်။စွဲဆောင်မှုရှိစွာထိထိရောက်ရောက်ပြောဆိုနိုင်စွမ်းဆိုတာလက်နက်တစ်ခုဖြစ်ပါတယ်။ဒီလက်နက်နဲ့ပဲငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်နိုင်တယ်လို့စစ်ပွဲတွေကိုလည်းဖန် တီးလို့ရပါတယ်။အဲ့ဒီစွမ်းရည်ထဲမှာအရေးသားပါပါတဲ့အတွက်သင်ယူခြင်းနဲ့စဉ်းစားတွေးခေါ်မှုအပိုင်းမှာအလွန်အရေးပါလာပါတယ်။ဒါကြောင့်ဖန်ဆင်းရှင်အလာက လူသားအာဒမ်ကိုအရာအလုံးရဲ့အမိတွေကိုပထမဆုံးသင်ပေးခဲ့တယ်လို့စူရာနှစ်အာရတ်နံပါတ်31နဲ့32မှာဖော်ပြထားတာကိုတွေ့ရှိရပါတယ်။အဲ့တော့လူသားအာဒမ်ကလည်းသင်ယူခဲ့ပါတယ်။ဘလိုနည်းနဲ့သင်ခဲ့လဲဆိုတော့လေ့လာတယ်၊စင်ကျင်တယ်၊စိတ်ကူးမှန်းဆတယ်၊နားလေ င်အောင်ပြုလုပ်စ조사ခဲ့တယ်လို့သဘောပေါက်ပါတယ်အဲ့တော့ဂျန်တော်မြတ်ကွန်အာမှာ linguistic intelligence ရှိဖို့ရှိအောင်조사ဖို့ တိုက်တွန်းထားတဲ့အာရပောင်းမြောင်များစွာရှိပါတယ်။တနည်းအားဖြင့်ကျမ်းတော်မြတ်ကုရ်အာန်မှာတော့ကျေပြန့်စွာသုံးထားတာကတတဘာလို့ခေါ်တဲ့အဲစကလုံးလေးသုံးထားပါတယ်။အဲဒီစကလုံးလေးရဲ့အဓိပ္ပာယ်ကလေ့လာခြင်း၊စင်ခြင်းသုံးသပ်ခြင်း၊စိတ်ကူးမှန်းဆခြင်းနဲ့နားလည်အောင်ပြုလုပ်ခြင်းတွေလုပ်ပါလို့ဆိုထားတာဖြစ်ပါတယ်။တခါဆိုတာလေအာရနံပါတ်82မှာကျမ်းတော်မြတ်ကုရ်အာန်ကိုစဉ်းစားဆင်ခြင်မကြည့်ကြဘူးလား။အဓိပ္ပာယ်ဘာလဲသိအောင်မကြိုးစားကြဘူးလား။ လမ်းညွန်ချက်ကိုရွတ်ဖတ်ကြတယ်အဲ့ဒီဖတ်လိုက်တဲ့အာရအရာအတိတ်ပဲမသိခြင်းက linguistic intelligence မရှိဘူးဆိုတာကို သုံးသပ်မိပါတယ်